နိုင်ငံတကာသတင်းတပေါ်အနေနဲ့ကတော့ငလျင်တဲ့ခံခဲ့ရတဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းဆောင်နိုင်ဖို့နိုင်ငံတကာကူညီထောက်ပံ့ငွေတွေကိုကူညီနေတယ်လို့တက်ဆိုင်ရာတန်ယုံတွေကထုတ်ပြန်နေကြပါတယ်မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့အင်အားပြင်းငလျင်ဘေးအတွက်ဗီဒီယံဆိုရကစတာလင်ပေါ့စ်စစ်တမ်းပေးတော့မှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဗီဒီတန်ယုံကထုတ်ပြန်ထားပါတယ် ဩစတြေးလျအစိုးရကလည်းဒေါ်လာ1သန်းကိုကနဦးကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သတင်းထောက်ပြန်ထားပါတယ်။အမေရိကန်ပြည်ထောင်စုကလည်းအမေရိကန်ဒေါ်လာ1သန်းအထိပံ့ပိုးကူညီပေးသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကထောက်ပြန်ထားပါတယ်။ဥပဒေသမဂ္ဂကလည်းမြန်မာနိုင်ငံအတွက်ကနဦးအရေးပေါ်ကူညီအဖြစ် UN နေတသမ50ကူညီပံ့ပိုးဖို့ဆုံးဖြတ်ခဲ့ပြီးအရေးပေါ်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့နဲ့အသက်တွေကိုကူညီပေးစေဖို့အတွက်အထောက်အကူဖြည့်လိမ့်မယ်လို့ဆိုပါတယ်။ တရုတ်အစိုးရကလည်းမြန်မာနိုင်ငံငလျံဘေးအတွက်ရန်တန်းတရာကိုကူညီဖို့ဆုံးဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဆရာတရုတ်တန်ယုံကမလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ငလျံတင်ကိုခံစားနေရတဲ့မြန်မာနဲ့ထိုင်းနိုင်ငံအတွက်စတာလင်အစ်စ်တရေကိရိယာတွေကိုထောက်ပံ့ပေးဖို့ပြင်ဆင်နေတယ်လို့စတာလင်ကုမ္ပဏီကကြေညာထားပါတယ်ခင်ဗျာ။